်မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တောင်ဥကလာပါမြို့နယ်ဆယ်ရက်ကွက်ရုံတဲ့တွင်ပေါက်ကွဲမှုဖြစ်ပွားပြီးစစ်ကောင်စီလက်အောက်ခံနှစ်ဦးထပ်မံနေထိခိုက်မှုရှိကြောင်းသိရတဲ့ဆွေသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တောင်ကလာပါမြို့နယ်တဆယ်ရက်ကွက်ရုံတဲ့တွင်ယနေ့ည9:40မိနစ်ဝန်းကျင်အချိန်၌ပေါက်ကွဲမှုဖြစ်ပွားပြီးစစ်ကောင်စီလက်အောက်ခံနှစ်ဦးထပ်မံနေထိခိုက်မှုရှိကြောင်းဒေသခံပြည်သူများမှ Line Info တို့သတင်းပေးပို့လာပါတယ် ဖြစ်စဉ်သေးစိတ်ကိုဆက်လက်ဆောင်ဆန်းဖော်ပြသွားပါမယ်။ပြည်သူများပေးပို့လာသောပောက်ကွဲမှုသတင်းများကိုလုံခြုံရေးအရာအချိန်နဲ့တပြေးညီမတင်ပြနိုင်မှုအတွက်တောင်းမှန်အပ်ပါတယ်။ဆက်လက်ပြီးကဏီမြို့နယ်ချောင်းမရွာတိုက်ပွဲတွင်တက်ပြက်ပြီးထွက်ပြေးနေသောစစ်သားများကိုလိုက်လံတိုက်ခိုက်မှုစစ်တပ်ဗမာ၃ဦးသေဆုံးပြီး၃ဦးအရှင်မိကတနက်၅လက်တင်စီရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းကဏီမြို့နယ်ချောင်းမရွာတိုက်ပွဲတွင်တက်ပြက်ပြီးထွက်ပြေးနေသောအကြံဖက်စစ်သားများကိုလိုက်လံတိုက်ခိုက်ရာစစ်တပ်ဗမာ၃ဦးသေဆုံးပြီ ၃ဦးအရှင်မီကတနက်၅လက်သိမ်းဆီရရှိခဲ့ကြောင်းရင်းမာပင်မြို့နယ်ပါကဖာ Union Liberation Fund ULF မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါရစေ။ စက်တင်ဘာလ17ရက်နေ့နနက်7:00နာရီခန့်တွင်ကဏီမြို့နယ်ချောင်းမရွာကိုအကြံဖတ်စစ်တပ်တမ33လက်အောက်ခံခမရ16မှဘုံမူးသူရင်ဦးဆောင်သောအင်အား100ခန့်ပါစစ်ကြောင်းကိုတော်လရေးတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ပြီးစစ်သား3ဦးသေဆုံးက4ဦးအရှင်ဖမ်းမိပြီးတနက်9လက်တင်စီရရှိခဲ့ကြောင်းထို့ပြင်တိုက်ပွဲအတွင်စစ်တပ်စစ်ကြောင်းတစ်ခုလုံးတက်ပြတ်ပြီးထွက်ပြေးသွားခြင်းဖြစ်ကြောင်းသိရပါသည် ထိုသို့တက်ပြတ်ပြီးထွက်ပြေးနေသောစစ်သားများကိုဇတင်ပါလ12ရက်နေ့တွင်တော်လန်ရေးတပ်ဖွဲ့များကလိုက်လံတိုက်ခိုက်ခဲ့ရန်စစ်သားနှစ်ဦးသေဆုံးပြီး MA1 တပ်နက်နှလံ 5.56G 180တောင်းနှင့်ကြီးပေါင်း၈ခုတင်စီရရှိခဲ့ကြောင်းသိရပါသည်ထို့ပြင်စတင်ဘာလ18ရက်နေ့တွင်လည်းထိုးထွက်ပြေးနေသောအကြံဖက်စစ်တပ်ပမဒုတက်ချက်တအုပ်နှင့်စစ်မှုရန်တပ်သားတဲ့နှစ်ဦးကိုအရှင်ဖမ်းမိခဲ့ပြီး MA1 တနက်နှစ်လက် MA2 တနက်တလက် 5.56G 200တောင်းနှင့်ကြီးပေါက်၈ခုဖုံးလေးလုံးတို့ကိုထပ်မံတင်စီရရှိခဲ့ကြောင်းသိရပါသည် အလားတူစက်တင်ဘာလ29ရက်နေ့တွင်လည်းအကြံဖက်စစ်သားတအုပ်ကိုအသေးဖမ်းမိခဲ့ပြီး ME1 တနက်တလန် 5.56G 90တောင်းနှင့်ချီပေါက်3ခုထုကိုထပ်မံတင်စီရရှိခဲ့ကြောင်းသိရပါတယ်စစ်ပုံပြက်ပြီးခစင်းကလေးအားထွက်ပြေးကြတဲ့စစ်ခွေးတပ်သားတွေနေမြေကျွမ်းကျင်မှုမရှိတဲ့အတွက်မျက်စိလည်းလမ်းမခဲ့ကြပြီးအစာရေစာငတ်ပြက်ခါလူရုပ်တောင်တိတ်မပေါက်ချင်ကြတော့ပါဘူးတော်လရေးတပ်သားတွေအနေဖြင့်တက်ဖြန့်စောင့်ဖမ်းနေကြုံပါပဲ ကျွန်တော်တို့ရဲ့အနောက်မြောက်လွင်ပြင်တို့ကမ်ပိန်းကိုလည်းပါဝင်ပေးကြဖို့မြစ်တာရက်ခံကြမှာတဲ့ဟုရင်းမာပင်မြို့နယ်ပါကာဖာရှူနီယာလိုက်ဘရေးရှင်းဖောင်း ULF မှတာဝန်ရှိသူကပြောဆိုပါတယ်ဆက်လက်ပြီးမြမအရေးဖြည့်ရှင်ရေးအာဆီယံဘုံသဘောတူညီချက်၅ချက်အပေါ်ယုံကြည်မှုပြန်ရစေရန်အာဆီယံကဆက်လက်တွန်းအားပေးမည်ဟုမလေးရှားနိုင်ငံသား၏ဝန်ကြီးပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် မြမအရေးဖြည့်ရှင်ရေးအာဆီယံဘုံသဘောတူညီချက်၅ချက်အပေါ်ယုံကြည်မှုပြန်ရရှိစေရန်အာဆီယံကဆက်လက်ကြိုးပမ်းမည်ဟုမလေးရှားနိုင်ငံသားရေးဝန်ကြီးဂျာရုစီရီမိုဟာမက်ဟာဇန်ကပြောဆိုပါရယ်စက်တင်ဘာလ28ရက်နေ့အကြိမ်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံတွင်၎င်းကအထက်ပါအတိုင်းပြောဆိုခြင်းဖြစ်ပြီးမြမနိုင်ငံတွင်တည်ငြိမ်ရေးနှင့်လုံခြုံမှုပြန်လည်ရရှိရေးလှုံ့ဆော်ခြင်းအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုလည်းယုံကြည်မှုပြန်လည်ရရှိစေရန်အာဆီယံကလှုံ့ဆော်ရမည်ဟုပြောဆိုသွားခြင်းဖြစ်ပါရယ် မြန်မာနိုင်ငံတွင်သဘောတူညီထားသည့်အဖြစ်ခက်ရဲစဲရေးပြတ်ပြားသွားသည့်အတွက်အချို့နေရာများတွင်အဖြစ်ခက်ရဲစဲရေးပြတ်ပြားသွားကြောင်းအကြံဖတ်မှုများကြောင်းအယက်သားများကိုဆက်လက်အန္တရာယ်ပြုနေခြင်းအပေါ်အာဆီယံနိုင်ငံကြားရေးဝန်ကြီးဂျာရုစီရီမိုဟာမက်ခါဆန်ကအလွန်စိတ်ပြတ်မိကြောင်းထုတ်ဖော်ပြောဆိုပါရယ်အာဏာချုပ်ကင်ထားသူတွေအနေနဲ့မြန်မာနိုင်ငံကအတိအကျပိတ်ဆို့ထားတဲ့နိုင်ငံမဟုတ်ဘဲဒေသတစ်ခုရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာအမှတ်ရဖို့တာဝန်ရှိပါရယ် မြမအကျက်တဲကိုမြမတွေကိုယ်တိုင်ဦးဆောင်ပြီးကိုပိုင်ဖြည့်ရှင်းမယ်ဆိုရင်ဖြီးသူတွေအားလုံးတောက်ပပြီးလုံခြုံတဲ့အနာဂတ်ရှိလာမှာပါဟုမလေးရှားနိုင်ငံသားရေးဝန်ကြီးကသတိပေးပြောဆိုပါတယ်။အာဆီယံအဖွဲ့အနေဖြင့်ငြိမ်းချမ်းရေးကိုအာမခံပြီးလုံခြုံရေးအကောင့်စစ်ရင်စီးပွားရေးကြံ့ကြံ့ခံနိုင်ရေးကိုမြင့်တရေးနဲ့ဒေတာတွင်ရေးရှိတည်တံ့ရေးပန်းနိုင်ရမြင့်တရေးတို့တွင်ဒေတာတွင်အစုအဖွဲ့တစ်ခုအနေဖြင့်အရေးပါသောအခန်းကဏ္ဍမှဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ လက်ရှိတွင်မလေးရှားနိုင်ငံကအာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်နေပြီးမြမအရေးအတွက်ထင်သာမြင်သာရှိသောဖြည့်ရှင်းမှုမျိုးဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပေ။ဆက်လက်ပြီးစစ်တပ်ကလေးချောင်းရေချောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုများဇက်တိုက်ပြုလုပ်လိုက်ပြီးပြည်သူများသတိပြုနေထိုင်ကြရန်အေအေကအရေးပေါ်သတိပေးတဲ့ဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အရကတက်တော့အေအေထိန်ချုပ်ရာဒေသတွေမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးအကြံဖက်စစ်တပ်ကလေကြောင်းရေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေနေ့စဉ်ရက်ဆက်ပြုလုပ်နေတာကြောင့် ဖြည့်သူတွေသတိပြုနေထိုင်ကြဖို့အာရကတတ်တော် AA ကမနေ့ကအရေးပေါ်သတိပေးချက်ထုတ်ပြန်ပါတယ်ရခိုင်ပြည်အတွင်းနဲ့ရခိုင်ပြည်အဆက်၃နေရာမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းမှာအကြံဖတ်စေုပ်စုကအထီးကိုက်အခြားဆုံးများစွာနဲ့ရင်ဆိုင်နေရတာကြောင့်လေကြောင်းရေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေအများပြားလှုပ်ဆောင်လာတယ်လို့ဆိုပါတယ်။အရကတက်တော် AA ထိန်းချုပ်ထားတဲ့ပလဝမျိုးကလူနေရက်ွက်တွေကိုစစ်တပ်ကပေါင်900ဘုံတွေကျဲချခဲ့တာကြောင့်နှစ်ဦးသေဆုံးပြီး16ဦးထပ်မံတဲ့ဒဏ်ရာရရှိခဲ့တယ်လို့ရခိုင်ပြည်အခြေစိုက်သတင်းတွေကဖော်ပြပါတယ်။ စက်တင်ဘာလ29ရက်နေ့လယ်ပိုင်းမှာပလဝစီယုံအနီးတစ်ဝိုက်ကိုစစ်တပ်ကပေါင်900ဘုံနှလုံး cluster ဘုံတစ်လုံးတို့ခြေချခဲ့ပြီးအဲ့ဒီဘုံတွေကြောင့်လူတွေထိခိုက်ဒေဆုံးခဲ့တယ်လို့နေအိမ်တွေလည်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။အကြံဖတ်စေုပ်စုရဲ့အတင်းအာဓမစူးစောင်းခြင်းခံရတဲ့တပ်ဖွဲ့ဝင်များမှတိုက်ခိုက်လို့စိတ်မရှိပဲရှေ့တန်းနောက်တန်းတွေကနေအခွင့်ရရင်ရတယ်လို့တက်ပြေးတာမိမိတို့ထံဖတ်ပြောင်းတာအလံဖြူထောင်ဝင်ရောက်လာတာတို့မှနေတိုင်းဖြစ်ပျက်နေတယ်လို့ဆိုပါတယ်။ မြေပြင်တိုက်ပွဲတွေမှာအကြဆုံးများနေလို့အကြံဖက်စေအုပ်စုဟာယခုရက်ပိုင်းတွေမှာအေအေကအပြည့်ဝထိန်းချုပ်ထားပြီးတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့မြို့ရွာတွေကစာတင်ကြောင်းဈေးဈေးယုံဈေးကနေဖုံးတော်ကြီးကြောင်းအဆရှိတဲ့နေရာတွေကိုနင်းညအချိန်မရွေးလေးကြောင်းရေကြောင်းနဲ့လက်နေကြီးတို့နဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေပိုလုလာလို့ဖြီသူတွေတည်နေနေထိုင်ကြဖို့တိုက်တွန်းထားပါတယ်။ဆလပီငဖဲမြို့နယ်နေရီကန်စခန်းသိမ်းတိုက်ပွဲပြင်းထန်နေကုတ်ကြီးကကင်စခန်းကိုအေအေပူပေါင်းတပ်ဖွဲ့များတင်ပိုက်ထားတဲ့ဟုသိရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ မကွေးတိုင်းငဖေးမြို့နယ်အံပဒန်လမ်းပေါ်တွင်ရှိသောနယ်ရီကန်စက်ခန်းသိမ်းတိုက်ပွဲမှာပြင်းထန်နေပြီးစစ်ကောင်စီကအင်အားအများအပြားဖြင့်စစ်ကူပေးနေကြောင်းစစ်ရေးသတင်းရင်းမြစ်များကပြောပါရယ်။နယ်ရီကန်လီကျောင်းရံကောက်ွယ်ရေးတပ်ဤနောက်ဆုံးလက်ကျန်ကခင်းစက်ခန်းတစ်ခုဖြစ်သော ခုတ်ကြီးစက်ခန်းကိုအရကတတ်တော် AA ပူးပေါင်းအဖွဲ့ကစက်တင်ဘာလ28ရက်နေ့တွင် သိမ်းပိုက်လိုက်ပြီးဟုသတင်းရင်းမြစ်တအူကပြောပါရယ်။နိုင်ရခိုင်ရဲ့နောက်ဆုံးလက်ကျန်ခါကင်းစက္ကန့်တစ်ခုဖြစ်တဲ့ခုတ်ကြီးရွာမှာရှိတဲ့ခါကင်းစက္ကန့်ကို AA ပူပေါင်းတက်ကသိမ်းပိုက်လိုက်ပြီး ဒါကြောင့်စစ်ကောင်စီဟာနဖေးမြို့နယ်ကစစ်အင်အားအများပြားနဲ့ချီတက်လာနေတဲ့လေကြောင်းပစ်ကူတွေနဲ့တိုက်ပွဲကတော်တော်လေးပြင်းထန်နေကြတယ်ဟုပြောပါရယ်။နယ်ရေကန်ဤခါကင်းစခန်းများအလုံးကိုအေအေပူပေါင်းတပ်ဖွဲ့ကသိမ်းပိုက်ပြီးနောက်နယ်ရေကန်တပ်စခန်းကုန်းကိုဝင်းရံပိတ်ဆို့ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသတင်းရင်းမြစ်ကဆိုပါရယ်။နယ်ရေကန်စခန်းကုန်းပဲကြံတော့တယ်ဗျာ။အနီးနားကကင်းတွေအလုံးကိုအေအေကသိမ်းပိုက်လိုက်ပြီးအခုနယ်ရေကန်စခန်းကြီးကိုလည်းဝင်းရံပိတ်ဆို့ထားတယ်။ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ပြောလို့ရတယ်။ စစ်ကောင်စီကတော့လေးချောင်းပြစ်ကူတောက်လျှောက်ပြုလုပ်နေတယ်။ငဖဲကနေလည်းနောက်ထပ်စစ်ကူစစ်ကြောင်းတွေတက်လာနေတယ်လို့သိရတယ်။အေအေကလည်းပြန်ဆုံမှာမဟုတ်ဘူးတိုက်ပွဲကပိုပြီးပြင်းထန်လာနိုင်ပါတယ်ဟု၎င်းကပြောပါတယ်အလားတူဘကိုးတိုင်းတောင်ကုတ်ပထောင်လန်းပေါ်ရှိစင်လန်ချေးရွာတွင်တက်ဆွဲထားသောစစ်ကောင်စီစက်ခန်းငယ်ကိုဘာရကတက်တော်အေအေပူပေါင်းတက်ကစက်တင်ဘာလ26ရက်နေ့တွင်တင်ပိုက်ခဲ့ကြောင်းသတင်းရေးမြစ်များထံမှသိရပါတယ် ဆင်လန်ကျေးရွာစခန်းတွင်စစ်ကောင်စီတပ်သား400ထက်မနည်းရှိကြောင်းနှင့်အေအေပူပေါင်းတပ်ဖွဲ့တိုက်ခိုက်မှုကြောင့်အများအပြားသေဆုံးသွားပြီးကျန်တပ်သားများမှနောက်ဆုတ်သွားကြောင်းသိရပါသည်။တောင်ကုတ်ဗရောင်းလမ်းပေါ်တွင်ရှိသောညောင်ကျိုးတပ်စခန်းကိုလည်းအေအေကအေပီလ2ရက်နေ့တွင်တင်ပိုက်ခဲ့ကြောင်းထုတ်ပြန်ထားပါသည်။လက်ရှိအေအေနှင့်စစ်ကောင်စီတို့မှမကွေးတိုင်းငဖဲမြို့နယ်နှင့်ပဲခူးတိုင်းဗရောင်းမြို့နယ်တို့တွင်တိုက်ပွဲပြင်းထန်လျက်ရှိပြီးစစ်ကောင်စီဘက်မှအထိကိုက်အကြအဆုံးအများအပြားနှင့်အထိနာလျက်ရှိနေကြောင်းသတင်းရင်းမြစ်ထံမှသိရပါသည်။ ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။